တန်းစီစနစ်နဲ့အခွန်လေးချတဲ့ဝင်ကဆွတ်လေးတွေဝင်ကစုတ်ကောင်လေးတွေကိုပရိသတ်ကြီးတို့တည်ကြမှာပါသူတို့ကကနန်းမျိုးစိတ်ထင်ရပါပဲဟာမစ်ကနန်းလို့ခေါ်ပါတယ်သူတို့တွေကအခွန်လေးတွေထဲမှာနေကြပြီးတော့အရွယ်ကြီးလာတဲ့အခ ပိုကြီးရဲ့အခွန်ကိုလဲတက်ကြတာအားလုံးသိမှာပါအဲလိုမျိုးလဲတဲ့အခါကိုရိုင်းရှာတွေ့တဲ့အထဲကစိုက်တူဂိုက်တူတွေ့ရင်ကောက်ဆွလိုက်ကြသလိုမတွေ့ရင်လဲလဲတဲ့နေရှိပါတယ်အဲ့ဒါကတော့သူတို့တွေတနေရာမှာတွေ့ကြတာပါပဲအရိအရေးအောက်မှာဝင်းကဆုကောင်လေးတွေစုဝေးလာပြီးကြီးစင်ငယ်လိုက်တန်းစီကြပါတယ်သူတို့တွေ့ထားတဲ့အခွန်တွေကသူတို့အတွက်ကြီးလုံးနေတာဆိုရင်အဆင်မပြေတော့ပိုကြီးရဲ့အကောင်နေလာတာကိုလည်းစောင့်ရတာပေါ့အဲလိုနဲ့အကြီးဆုံးအခွန်နဲ့တော်တဲ့တကောင်ရောက်လာပြီဆိုတဲ့အခါသူကဆပြီးတော့အခွန်လဲပါတယ ်သူ့အခွန်နောက်တစ်ကောင်ကရှူပါတယ်နောက်တစ်ကောင်အခွန်ကိုနောက်ကတစ်ကောင်ပေါ့ဒါကြောင့်အကြီးစင်ငယ်လိုက်စီထားတာပါဒီနေရာမှာရွယ်တူနှစ်ကောင်လောက်ပါလာရင်တော့တိုင်ပတ်ပါပြီသူတို့အချင်းချင်းလူရတော့တာပါပဲပိုတန်တဲ့ကောင်ကကွက်တီကြတဲ့အခွန်ရပါတယ်ကျန်ရစ်ခဲ့တဲ့အကောင်အတွက်လည်းအခွန်မရှိတော့တာတော့မဟုတ်ဘူးပေါ့သူများမလို့ကျင်တဲ့အပေါက်ပါတာပိုသေးတာခြောင်နေတာကိုပဲရပါတယ်အခုမရှိတော့ရင်လည်းမရတော့အဲ့ဒါကိုကောက်ဆွပြီးတော့တင့်တော်တာရှာပေအောင်တော့ပဲဖြစ်ပါတယ်ရှင်